ြန်မာဘောလုံးဖန်တို့ရေမင်္ဂလာပါခင်ဗျာခုကကျွန်တော် highlight လို့တင်ပြပေးသွားမှာကတော့မြန်မာ UNICEF အသင်းနဲ့သူပေါ်ထွက်လာတဲ့ခနာကိုတိဆောက်ပုံပိမ့်ပိမ့်သွဲသွဲအရက်ရှိရှိနဲ့မမထထန်ကစားတတဲ့ itthap phyu ပဲဖြစ်ပါတယ်ခင်ဗျာအခုကမှ itthap phyu ဟာမြန်မာအမျိုးသမီးလူရွေးစင်အသင်းမှာရွေးချယ်ခံထားရပြီးဂျပန်နိုင်ငံကို သေးနဲ့တူနေချင်းမှုလိုက်ပါသွားသူတွေတယောက်ဖြစ်ပါတယ်။ဤသက်ဖြူရဲ့ကစားဟန်ကိုကြည်ရင်အသင်ပေါ်ပေးဆက်လူစိတ်အသင်အောင်မြင်လူစိတ်ဘလို့နည်းနဲ့ပဲဖြစ်ဖြစ်ကိုသွင်းမယ်ဆိုတဲ့စိတ်ထားတို့ကိုမျက်နှာပေါ်မှာတွားတွေ့ရပါတယ်ခင်ဗျာ။အရက်ရှည်ရှည်ပိပိပပနဲ့ဆိုတော့ထိုးပေါက်ဝင်ရောက်မှုလျင်မြန်တွက်လက်နေတာကိုတွေ့ရှိရပါတယ်။ပြီးခဲ့တဲ့ U20 အရှာဖလားခြေစစ်ပွဲမှာဤသက်ဖြူဟာအာဖဂန်နစ္စတန်ရဲ့ပွဲစဉ်မှာ Patrick တွင်ကိုတွင်ယူပေးသွားသူလေးတယောက်ဖြစ်ပါတယ်။သူတွင်ယူသွားခဲ့တဲ့ဂိုးတွေကိုကြည်ချင်းအဖြစ်သူ့ရဲ့လှင်မြန်တွက်လက်မှုကိုကျွန်တော်တို့အတိုင်းသာတွေ့မြင်နေရပါတယ်။ Interview ရဲ့ချိန်သားကိုက်နေရာယူတတ်မှုအသင်းဘော်တွေနဲ့ဟန်ချက်တွက်လက်လှင်မြန်လာတဲ့ထူဖောင်းမှုစတာတွေကတော့ Interview ရဲ့အားသာချက်တွေပဲဖြစ်ပါတယ်။ Interview ရဲ့အကြိုက်ဆုံးကစားသမားကတော့ Luka Modric ဖြစ်ပါတယ်တဲ့။ ဣသက်ဖြူဟာအခုကာမှာမြမအမျိုးသမီးလိအတင်းအတင်းဖြစ်တဲ့ဝါယာဤကိုအတင်းမှာရှေးတန်းတိုက်ဆင်မှုအဖြစ်ဝင်ရောက်ကစားနေသူလေးတယောက်လည်းဖြစ်ပါတယ်။ဝါယာဤကိုရရှိထားတဲ့အတွင်ကိုတော်တော်များများကလည်းဣသက်ဖြူရဲ့အတွင်ကိုအများစုကိုတွေ့ရပါတယ်။ဣသက်ဖြူပါတဲ့ပွဲစဉ်ချို့ကိုကြည်ရင်းနဲ့ကျွန်တော်တို့မြမအမျိုးသမီးအတင်းရဲ့နောင်လာမဲ့ရှေးတန်းတိုက်ဆင်မှုကောင်းတယောက်ကိုရလိုက်ပြီလို့ကျွန်တော်တွေးမိနေပါသေးတယ်။ ဤသဖြိုရရှိလိုက်တဲ့တွင်ကိုတော်တော်များများကလည်းဤသဖြိုရဲ့အလင်းမြန်မှုမမထန်ထန်ထိုးဖောက်မှုတွေကြောင့်ရရှိခဲ့တဲ့ကိုးများပဲဖြစ်ပါတယ်။ဘောလုံးကိုကြကုတ်ကြဲနဲ့ဘောလုံးကိုကြကုတ်ကြဲနဲ့လိုက်လံကစားတတ်တဲ့ဤသဖြိုရဲ့အမှုရာဟာအသင်းအတွက်နောက်မှအားထားရမယ့်ကစားသမားတယောက်ဆိုတာပေါ်လွင်နေပါတယ်။ဤသဖြိုရဲ့ပါနမှုအချို့ကိုကြည့်ကြရအောင်လားဗျာ။ ိသက်ဖြိုး ကိုဒီတမကတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးရှိတင်တယ်လို့တော့ကျွန်တော်မြင်မိပါတယ်။နောက်တွေးမြင်ရမယ့်ဤသက်ဖြိုးရဲ့ဘောလုံးစကေးတွေကိုကျွန်တော်တို့အတူတူစောင့်ကြည့်သွားကြရအောင်လားဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။